မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနှစေးရေးသားပြုစုထားသော ရွှေညိုအိသာတရားမေဒီစေးဂိုင်းတော်ဂိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘ ഹു တုတ္တစာသူများမှနံပါတ်14အဘဘိုးတော်ဟန်နဲ့တောင်ပေါ်တရေကြီးဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာဖြစ်ပါရခင်ဗျာမြမမင်းဆိုပြီးအယောင်ဆောင်တဲ့တောင်ပေါ်တရေကြီး လွန်ခဲ့သည့်နှစ်ပေါင်း90ကျော်ဝန်းကျင်၌ရန်ကုန်ကြောင်မြောင်းရက်ရှိအိမ်တိုင်တွင်အသက်90ခန့်ရှိလူတအူနေထိုင်ကြလေ၏ထိုလူကြီးအမိကဦးမင်းစိန်ဖြစ်ဦးမင်းစိန်ကြီးသည်လောကီကိုင်းလောကီပညာရက်လောကီတိတ်ဒီမဟိတ်ဒီတကူများအပေါ်လွန်စွာစိတ်ဝင်စား၏တနေ့တွင်အမိဖော်ပြရန်မတင်သည့်လောကီကိုင်းတစ်ခုမှဂိုင်းဆရာကြီးတယောက်သည်ဦးမင်းစိန်၏မိတ်ဆွေတအူးနှင့်အတူ ထိုအိမ်သို့ရောက်လာပြီးနောက်ဂိုင်းပညာကိုထိုလူကြီးအားသင်ပေးခဲ့လေ၏ဂိုင်းပညာသင်ပေးခြင်းအာနာအပေးခြင်းများကို အစဉ်အလာအတိုင်းပြုပြီးသည့်နောက်ခမည်းအခုရလိုက်တဲ့ဂိုင်းပညာဟာနေနေရရမှတ်နေလားခမည်းဖျားရှင်ခိုးပြီးတဲ့အခါကျို့တို့ဂိုင်းကအကြီးအကဲဆရာတော်တွေကိုတလိုက်ရင်ဇမမင်းကြီးကြွလာလိမ့်မယ်ဇမမင်းဆောင်လျှောက်တဲ့ဂိုင်းပြဟုပြောလျာဥမင်းစိန်ကြီးသည်လွန်စွာအားရသွားလေ၏ ပညာပေးသည့်ဆရာကြီးပြန်သွားပြီးနောက်ညာဦးပိုင်းအရောက်တွင်ဥမင်းစိန်သည်ဂိုင်းဆရာကြီးမှားထားခဲ့သည့်အတိုင်းဖယားရှင်ခိုးလေ၏ထို့သောဖယားရှင်ခိုးပြီးသည့်နောက်ထိုဂိုင်း၏အကြီးအမှုအားပင့်ဖိတ်လိုက်ရာဂိုင်းဆရာကြီးအပ်ပေးခဲ့သောဂိုင်းဆောင်မြမမင်းဆိုသူသည်ဥမင်းစိန်ခန္ဓာကိုယ်သို့ဝင်ရောက်ကူးကပ်၍ကြွလာတော်၏ဘုကဝင်စည်းလာသည့်မြမကြီးသည်ကြွလာသည်နှင့်ထမင်းစား၏ ထမင်းကိုယိုယိုမဆာဝတ်တာအမေသာအဆရှိသောအသားကြီးဟင်းများစွာဖြင့်အာဘတရာသုံးဆောင်လေးရှိ၏ဝတ်တာမေသာအဆရှိသောအင်းလျာများအစင်းနှင့်မရှိလျင် အနီးအနားရှိဆိုင်တဆိုင်ဆိုင်၌သွားဝယ်ခိုင်း၏ဥမင်းစိန်ဇနီးမှသွားရောက်ဝယ်ယူကဝင်ပူးနေသည့်မြမမင်းဆိုသူအားကဲ့ရလေ၏ပင်ကိုအပြင်ဥမင်းစိန်သည်ဘုခန္ဓာတောင်းနေသော လူဝါကြီးတယောက်ဖြစ်၏သို့သော ဘုရားရှင်ကိုယ်တိုင်ဝင်စည်းလျက်ထမင်းကိုဝတ်သားမဲသားတို့ဖြင့်တင်းတင်းတဘူစားတော်တတ်သည့်မြမကြီးမကြမကြဝင်ပူးပြီးသည့်နောက်ဥမင်းစိန်ကြီးသည် ပိန်လာလေ၏အသားဤတို့သည်လည်းမွဲချောက်ချောက်ဖြစ်လာ၏တရပြည့်တရတိတိတသာမူပြက်လာခြင်းကိုအကဲခံမိသောဥမင်းစိန်ဤဇနီးဖြစ်သူသည်ဘယ်လိုကြီးလဲဟာမြမမြမနဲ့လာလာစားနေတာနဲတော်တာမှမဟုတ်ဖြင့်မြမတို့ဒီလိုစားတော့တယ်ဆိုတာ တစ်ခါမှကိုမကြဘူးပါဘူးဟုတွေးမိလေ၏စင်စစ်ထိုဦးမင်းစိန်ကြီးအောင်ဝင်းစည်းလျက်စားတောင့်နေသည်မှာဂျမားကြီးမဟုတ်ပေမြင်မသည့်တောင်များပေါ်တွင်ကျက်စားလေရှိသည့်ကမစိတ်ရှိသောတောင်ပေါ်တရေကြီးတကောင်သာဖြစ်လေ၏ဦးမင်းစိန်အောင်ဂိုင်းပညာပေးခဲ့သည့်ဂိုင်းဆရာကြီးနှင့်အဘေးအယူလှောက်ထားသောသက်တမ်းရင်တရေတစီကြီးတကောင်သာဖြစ်၏အချင်းတွေကိုရိတ်စားမိလျက်ဇိုးရီမကင်းဖြစ်လာသော ဥမင်းစင်ဤမယောဖြစ်သူသည်တယောကကုတသည်ဆရာများအပင့်ဖိ၍ကုတစေ၏လာရကုတကြသောဆရာများအမြမဟူသောထိုတောင်ပေါ်တရေကြီးသည်ဥမင်းစင်ဤခန္ဓာရုပ်တွင်ဝင်ဘူးကအိန္ဒကမင်းနှုံးအဖြစ်အသုံးပြုသည့်အရှိငါးဘေကံရှိသောသုံးတစ်ခွဲဆိုင်တစ်သားចောင်းကြီးနှင့်စီးရိုက်သည်ဖြစ်ရာဆရာတိုင်းအသက်လူ၏ပြေးရလေ၏ကုတယံမဆိုးထောင်းနှင့်သူအနောသို့ပင်မြည်သည့်ပယောကဆရာများ မကတ်နိုင်ခဲ့ပေပယောဂကုဆရာပေါင်း20ကျော်တို့တွင် တောင်ပေါ်တည်းကြီးဒုတ်တန်ကိုမခံနိုင်ဖြစ်ကောကြီးကြရသည်ကြီးချစ်ဤသို့ဖြင့်နောက်ဆုံးတွင် အသားဖြူဖြူအရက်ရှိရှိဘိန်းသွဲသွဲခန္ဓာကိုဖြင့်ခေါင်းတွင်ဘဝစပေါင်းထားသောထိုခေတ်ထိုအခါကကြော်ကြားလာသည့်ဆရာဟန်ခေါ်အဘဘိုးတော်ဟန်သည်ဥမင်းဆိုင်ရာကုတယံထိုအင်ကြီးတို့ ရောက်ရှိလာလေ၏အနေနာရှိလူအချို့သည်အဘဘိုးတော်ဟန်၏ ပုံမှန်တရံကိုအကဲခတ်ပြီးနောက်ပြုံးစစမျက်နှာပေးဖြင့်၃၁ခွဲနဲ့ဒီစရာကြီးလောက်မှလောက်ပါမလားဒုက္ခပါပဲဟု အချင်းချင်းတီတူပြောဆိုကြလေ၏အထင်သေးကြလေ၏အများမှဆရာဟန်ဟုထိုအချိန်ကခေါ်ကြသောအဘဘုရဟန်ဒီကအချားဆရာများကဲ့သို့ဘုမတိဘမတိသူများစကားကြားယုံများဖြင့်လိုက်လာသောဆရာမျိုးမဟုတ်ပေထိုရင်တို့မကြွမိကပင် လာရောက်ပြစ်ဖိတ်သောဦးမင်းစိန်ကြီးဇနီးဖြစ်သူအား ဥစွာစံသက်စစ်စေ၏ဇေယဖြစ်သူသည်မိမိယပျောကကုတာပေးရင် လာရောက်ပင့်ခေါ်လျင်ပထမဥစွာလာပင့်သူအားအရင်ဆုံးစံသက်စစ်စေရ၏လာပင့်သူ၌မိသည့်အတိုက်မိသည့်အစွဲများမရှိကြောင်းတေကြသည့်အခါမှလူနာ၏အိမ်မြေချမ်းမြေမှမိစ္ဆာစက်များကိုဖမ်းသိမ်း၍စစ်စေရလေ၏ထို့သောစစ်စေသည့်အခါအစစ်ခံသောဦးမင်းစိန်ဇနီးဖြစ်သူ၏ခြေနှချောင်းသည်ကျမ်းမြင်၌ဒိုင်းငနေနေအောင် ကန့်နေတော်၏တရေအဆွမ်းမှတည်တော်သည့်အဘဘုရဟံသည်ဥမင်းစိန်ဇနီးဖြစ်သူအားရှင်းပြ၍ကုသလုံစိတ်ရှိမရှိ မေးလေ၏ထိုအခါဥမင်းစိန်ဇနီးသည်အဘဘုရဟံအားကြည့်လျက်လာကုတဲ့ဆရာတိုင်းတော်တစ်သားမင်းနှုံးကြောင့်နဲ့အယိုက်ခံရလို့အလူရဲ့ထွက်ပြေးကြရတာပါဆရာရဲ့ဆရာရောဖြစ်ပါမလားရှင်ဟုအာနာတော်လေးတန်းဖြင့်မေးရှာ၏အဘဘုရဟံသည် ထိုအမျိုးသမီးအားတေချာကဲခတ်လိုက်ပြီးနောက်ဟဲ့ဒီမဲ့ ေချာကြည့်တာတို့ပညာဟံဘယ်လိုမိစ္ဆာမျိုးမှမော်ကြည့်လို့မရတဲ့ပညာကွယ်ဘယ်လိုပြောကမျိုးဖြစ်နေပါစေမနိုင်မရှိဘူးပြောင်းကုနိုင်တဲ့ပညာပဲငွေ900ရရရင်မင်းယောက်ျားဝေဒနာကို ပြောင်းကုမဲဟု ခက်ပြက်ပြက်ပြောလိုက်လေဤငွေတန်ဖိုးကြီးသည့်ထိုခေတ်ကာလတွင် လူနာရှင်သည်တတ်နိုင်သူ ဖြစ်နေသောကြောင့်ကုသကြီးကိုထိုက်ထိုက်တန်တန် တောင်းလိုက်ခြင်းဖြစ်၏ငွေမဲ့ရေမဟုတ်ဖဲ ပညာကိုတန်ဖိုးထားသည့်အပြင်ပညာ၏တန်ဖိုးကိုသိစေလိုသောကြောင့်ဖြစ်လေ၏ဒုတောင်ပေါ်တရေအစွဲကိုကုသမီဆိုပါကဝင်းငါဝဲထိုး၍ငွေ900ပူဇော်ရမည်ဟု တောင်း၏အထက်လန်းဆရာဆိုသည်မှာစင်ရဲနွမ်းမသူအားထမင်းမင်ကြွေးကအလကားကုသပေးမည်ဖြစ်တော်လင်ချမ်းသာကျွယ်ဝသူများဖြစ်ပါက ထိုက်တန်သည့်ပူဇော်ခြင်းဖြင့်သာကုသပေးမည်ဖြစ်၏ကုသရန်သဘောတူပြီးနောက်ကြောင်မြောင်းရဲ့ရှိ ်နေရင်တို့ကြွလာသောအဘဘုရောဟံအားတွေးလိုက်ရသောအိန္ဒိနာချင်းများသည်ဤဆရာကြီးနှင့်ဖြစ်ပါမလားဟဲဟု ဆိုရင်တကြီးတတိပေးကြ၏အိန်ရှိသူရောက်သည့်နှင့်အိမ်ပေါ်မတက်မီကပင်အတွင်းဆက်အပြင်ဆက်အလုံးအဘဘုရောဟံမှလက်ညှိုးထောင်လျက်ချက်ချ၏မိဇာတိုက်အားချုပ်ထားရန်အမိန့်ပြန်၏ထို့သောမိဇာဆက်များကိုဖြတ်၍အိမ်ထဲဝင်လိုက်သောအခါကျမ်းလာပါသည်ဆိုသော တောင်ပေါ်တရေကြီးတုတ်တုတ်မြ လှုပ်ရည်မရတော့ပေအဘဘုရဟန်သည်ဝဲငါဝဲထိုးပြီးနောက်ဘဲမလဲမင်းတို့မြမကြီးခေါ်စမ်းမအောင်กว่าဟုပြောလိုက်မှဦးမင်းစိန်ကြီးသည် အခန်းထဲမှကိုချောင်းချောင်းဖြင့်ထွက်လာလေ၏အရင်ဆရာများကုသသည့်အခါကမူကုသပွဲပြင်းရန်စလိုက်သည်နှင့်တောင်ပေါ်တည့်ရဲ့ကြီးသည်ဦးမင်းစိန်အားဝင်စည်း၍ထွက်ရိုက်သည်ဖြင့်ကုသဝဲကိုပင်ပြည့်ပြတ်အောင်မပြင်းစင်နိုင်ပေထွက်ပြေးရသည်ကြီးချီအဘဘုရဟန်မဦးမင်းစိန်အားခမည်းတော်မြမကြီးကို ပင်စမ်းမအောင်ဟုဆိုလျက်ပေါ်ခိုင်း၏ဘုမင်းစိန်သည်ဖျားရှင်ခိုးပြီးနောက်၎င်း၏အထက်ဆရာကြီးများအားပင့်လီသော၎င်းကို၎င်းမြမာကြီးဟုဆိုကာကြောက်မက်ဖွယ်တောင်းပေါ်တရေကြီးသည် ရှုကနေရှုကနေအတန်ထွက်အောင်အသက်ပြင်းရှူလျက်ဝင်ပူးလာလေ၏အဘဘိုးတော်ဟံမမတိဟံဆောင်၍မြမာကြီးမောလာရလားဟုမေးလိုက်ရာ ကောင်းငိမ့်ပြ၏မောလာရဲဆိုရင်လေအပြင်ထွက်ပြီးခဏနားပါအောင်ဟုပြောကား ဝင်ပူးနေသည့်တရေကြီးအားပြန်ထွက်ခိုင်းလိုက်၏တရေကြီးခဏထွက်နေစဉ်၌ဥမင်းစိန်အားဂျမကြီးကြွလာတာခမည်းတည်သလားဟုမေးမြန်းရာလူစိတ်ပြောက်သွားသောကြောင့်မတိချောင်းပြန်ပြေး၏ကြွလာသောဂျမကြီးကိုမြင်ဘူးကျင်သလားဟုမေးသည့်အခါဥမင်းစိန်မှမြင်မြင်ပါသည်ဟုဆိုသောကြောင့်၎င်း၏မျက်လုံးနှစ်ဖက်အားပိတ်စီလျက်အဖဘိုးတော်ဟံမှဥမင်းစိန်၏နှစ်ဖူးအားလက်ညှိုးဖြင့်ထောက်၍မြင်းစီဟုအမိတ်ပေးကအမြင်တတ် ်ဖွင့်ပေးလေ၏။တို့ကဥမင်းစိန်မျက်လုံးထဲ၌အဆွေငုံငောထွက်လျက်မြောင်များစွာသောအမွှေးအမင်းများဖြင့်အလွန်ကြောက်မက်ဖွယ်တောင်ပေါ်တရေကြီးအားမြင်တွေ့ရလေတော်၏။မတင်မသည့်ရုပ်အသွင်အားမြင်လိုက်ရသောဥမင်းစိန်ကြီးသည်လွန်စွာ ထိတ်လန့်သွားလေ၏။လွန်စွာကြောက်ရွံ့နေပြီဖြစ်သောဥမင်းစိန်အားအဘဘိုးတော်ဟံမှခမည်းဘာမှမကြောက်နှင့်ကြောက်တာဝန်ယူတယ်ဟုဆိုပြီးနောက်ကဲအခုမျက်စီထဲမှာမြင်နေရတဲ့တရေကောင်ကြီးဟာခမည်းစီကိုဝင်ပူးပြီး ်မြန်မာကြီးအဖြစ်ဟန်ဆောင်ပြီးထမင်းနဲ့အမဲသာ လာစားနေသူဟုတ်မဟုတ်မေးကြည့်စမ်းပါအောင်ဟုပြောလျက်မေးခိုင်းရာတရေကြီးမှ ဟုတ်ပါတယ်ဟုဝန်ခံလျက်ကောင်းငိမ့်ပြသည်ကိုဥမင်းစိန်ဤအာယုန်၌မြင်ရလေ၏ဥမင်းစိန်သည်အဘဘိုးတော်ဟိုင်းခြေတော်အားအာကိုတကြီးဖြင့်စုတ်ကိုင်းကဆရာကြီးကျွန်တော်ကဲပါအောင်ဟုအထိတ်တလန့်တောင်းပန်လေ၏မြမမင်းပွဲဟူ၍၎င်းဝိဇာပွဲဥဘိုးတော်ပွဲ ်ဤဘိုးတော်ပွဲဟူ၍၎င်းတကယ်မဟုတ်ပါပင်အောက်လန်းဆရာများခုလက်များမှ လိန်ညာထိုးထားသည့်ကတော်ပွဲများကို ရှင်းခိုးမိပါကရှင်းခိုးမိသူသည် အောက်လန်းဆက်မိသွားတတ်ကြောင်းအဖေကြီးဦးမြခင်မှတတိပေးခဲ့၏ထို့နောက်အဘဘိုးတော်ဟန်သည်အောက်လန်းဆက်ကိုချက်ပေးခြင်းဖြင့်ဦးမင်းစိန်၌ဆွဲကပ်နေသော အစွဲကိုကုသပေးခဲ့၏ဦးမင်းစိန်ကြီးမှရွေးညော်အိစာတရားမေဒီစီပညာအားခံယူခွင့်ပြုပါရန်တောင်းပန်သည်ဖြစ်ရာ အဘဘိုးတော်ဟံမှ၎င်းအားပညာပေးခဲ့၏ထို့သောကုသမှုခံယူကရွေးညောပညာခံယူပြီးသည့်အချိန်မှစ၍အစာကျူးလာသည့်တောင်ပေါ်တရေကြီးအားအရေးအယောင်မျှပြင် မတွေ့ရတော့ပေအထက်မှကုတုံးသည်အဖေကြီးဦးမြခင်မိတ်ချခဲ့သည့်ရွေးညောအိစာတရမိတ်ဒီစေကိုင်းတော်ကျုပ်အဘဘိုးတော်ဟံ၏တောင်ပေါ်တရေအစွဲကုတုံးအားစနုံနှက်စည်းမှ လေးစားစွာကြီးသားတင်ပြလိုက်ခြင်းဖြစ်ပါ၏ဤစာစုဖြင့် တိုင်းတော်ရုပ်အဘဘိုးတော်ဟန်နှင့်အဖေကြီးဦးမြခင်အားယူတီလေးစားစွာ ရှင်ခိုးကတော်ပါ၏။ဒါကတော့ဆရာနှစေးရေးသားပြုစုထားသည့်ရွှေညော်အိဆာတရားမိတ်တီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနဘတ်စလီအဘဘိုးတော်ဟန်နှင့်တောင်ပေါ်တရေကြီးဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရယ်ခမညာ။